္ဂလာပါရှင်။တင်းလိုက်တိုင်းတင်းဌာနမနက်ခင်းတင်းအစီအစဉ်ရဲ့ဇွန်လ3ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုကြည့်ပြပေးမှာဖြစ်ပါတယ်ရှင်။တင်းလိုက်တိုင်းတင်းဌာနရဲ့မနက်ခင်းတင်းအစီအစဉ်ကို အပတ်စဉ်တင်းလောင်းနေကနေတောက်ကြနေအထိပုံမှန်တင်ဆက်ပေးသွားပါမယ်ရှင်။မိုးသေးထန်စွာရွာသွန်းပြီး EOR မြင့်ရီမြင့်တက်လာတာကြောင့် ြည်ကြီးနောင်းမျိုးကမြင်းနေပိုင်ရက်ွက်တွေရည်နှစ်မြုပ်တာတွေရှိနေပြီးရက်ွက်အလိုက်ရေဘေးကဲဆယ်ရေးစခန်းတွေဖွင့်ထားရတယ်လို့သိရပါဗျ။ရေဘေးတင့်ပြည်သူတွေအတွက် ရက်ွက်အလိုက်ယာယီရေဘေးကဲဆယ်ရေးစခန်း၁၀ခုအထိဖွင့်ထားပြီးနေအိမ်မှာပိတ်မိနေတဲ့တက်ကြီးရွယ်အိုတွေကိုလည်းကူညီကဲဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေတယ်လို့ဆိုပါဗျ။ မနေ့ကမနက်ပိုင်းမှာတော့မြကြီးနားမျိုးရဲ့ AOD မြည်ရင်ချိန်လေးလမဝင်းချင်းပြန်လဲကြဆင်းနေပြီဖြစ်တယ်လို့လဲကချင်ပြည်နယ်မိုးလေဝသနဲ့ဇလဗေဒဌာနကထုတ်ပြန်ထားပါတယ်။ဒါအပြင်မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာမိုးအလွန်များတာကြောင့်မြည်ရီဆိုးရင်ရေမှတ်နေပါမြစ်တက်နေပြီး မိုးဆက်ရွာဖို့လည်းရှိနေတာမို့အယာဝရီနဲ့ချင်းတွင်းမြင့်အောက်ဘက်ပိုင်းဒေသတွေအနေနဲ့ရုတ်တရက်ရည်ကြီးရှောင်မှုတွေဖြစ်နိုင်တယ်လို့မိုးစလပညာရှင်တွေကသတိပေးနေကြပါတယ်။ဘူမူဘော့ဒူကြောက်ဆောင်ချင်းနှစ်80ပြည့်အထိမ်းမှန်အနေနဲ့မနေ့ကမနက်ပိုင်းကလုံလုံမြို့နယ်မှာရှိတဲ့ဘာထူးရုတ်ထုရှိမှာတဘဲခိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုတဘဲကော်မတီကဦးဆောင်ပြီးတွားရောက်ဂါရာပြုခဲ့လို့သိရပါဗျ။ အဲ့ဒီအစီအစဉ်မှာလွမ်းသူပန်းခွေချတာဘုံကြီးပတ်သူကိုအလေးပြုတာနဲ့မြန်မာပြည်လွတ်လပ်ရေးတိုက်ပွဲ KSS Democracy တိုက်ပွဲအတွင်အသက်ပေးခဲ့ရတဲ့အာဇာနည်သူရဲကောင်းတွေကို အောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့တမင်နစ်ညီသက်တာတွေကိုပြုလုပ်ခဲ့ကြပါတယ်။လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ရင်1945ခုနှစ်ဇွန်လ2ရက်နေ့ညမှာကြာဆုံးခဲ့တဲ့ဘုံမူကြီးပတ်သူကိုဂုဏ်ပြုတဲ့အနေနဲ့ ဇွန်လ2ရက်နေ့ကိုဘာထူးနှင့်အဖြစ်သတ်မှတ်ကြောင်းဒဝဲခိုင်ဒွေးကော်မတီကပြီးခဲ့တဲ့2022ခုနှစ်ဇွန်လ2ရက်နေ့မှာကြွေးကြော်ခဲ့ပါတယ်။စကိုင်းငလျင်ကြောင့်ငလျင်တန်းသိထားတဲ့ဒေသတွေကစာတင်ကျောင်းတွေမှာပြန်လည်ပြင်ဆင်တာတွေမလုပ်ဆောင်သေးဘဲနဲ့ကျောင်းသားကျောင်းသူတွေကိုစာတင်ကြားစီတယ်လို့သိရပါဗျ။ ငလျင်တန်တင့်ခဲ့တဲ့ဇကိုင်းနေပြည်တော်နဲ့မန္တလေးမြို့တွေကစာတင်ကျောင်းတွေမှာနေရာလုံလောက်မှုမရှိတာကြောင့်စာတင်ချိန်ဤတဝက်စီခွဲပြီးကြောင်းဖွင့်နေတာပါမနေ့ကဇွန်လ2ရက်နေ့မှာ2025-2026စာတင်နှစ်အတွက်မြန်မာတနိုင်ငံလုံးကျောင်းတွေစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးငလျင်တန်တင့်ဒေတာကကျောင်းတွေကိုလည်းပြန်လည်ပြင်ဆင်ထားခြင်းမရှိဘဲနဲ့ဖွင့်လှစ်တင်ကြားစီတာဖြစ်တယ်လို့လည်းသိရပါဗျ။ တနင်္သာရီမြို့နယ်တမုတ်ချုံရွာမှာစစ်တပ်ရဲ့အလင်းငိုင်ပစ်ခတ်မှုကြောင့်တော်လင်ရေးတပ်ဖွဲ့ဝင်2ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့မေလ31ရက်နေ့မနက်အစောပိုင်းကတမုတ်ချုံရွာအနီးတစ်ဝိုက်မှာရေချိုးနေတဲ့တော်လင်ရေးတပ်ဖွဲ့ဝင်တွေကိုစစ်တပ်ကလာရောက်ပစ်ခတ်ခဲ့တာလို့မြင်းပြရဲဘော်တွေကဆိုပါတယ်။စစ်တပ်ရဲ့ပစ်ခတ်တိုက်ခတ်မှုကြောင့်ရဲဘော်တဦးရဲ့ဝမ်းပိုင်းမှာကြီထိမှန်ဒဏ်ရာရခဲ့ပြီးနောက်တဦးကတော့လက်ဘင်းကိုထိမှန်ခဲ့တယ်လို့သိရပါဗျ။ ကိုတောင်းခရင် ခမောက်ကြီးမြို့နယ်အခြေစိုက်ချင်းမြတ်တရင်ခမောက်ရ3နှစ်တရင်ကစစ်ကောင်စီတပ်သား2ဦးစီဒီယမ်ဝင်ရောက်လာခဲ့တယ်လို့ကိုတောင်းပကဖကမနေ့ကသတင်းထုတ်ပြန်ပါတယ်။အလင်းဝင်ရောက်လာသူတွေဟာကိုစင်မင်းသူနဲ့ကိုနေမျိုးထွန်းတို့ဖြစ်ပြီးခမောက်ကြီးမြို့နယ်နမ်မတော်စခန်းကနေကိုတောင်းပကဖစီကိုဆက်သွယ်ကစီဒီယမ်ဝင်ရောက်လာတာဖြစ်တယ်လို့ဆိုပါတယ်။ နောက်ထပ်ပြည်သူ့ရင်ခွင်ခိုလုံလာမဲ့စစ်ကောင်စီတပ်သားတွေကိုလည်းကော့တောင်းပကဖောက်ကိုဆက်သွယ်နိုင်ကြောင်းနဲ့လက်ခံကြိုးဆိုကြောင်းကိုလည်းပြောဆိုထားပါတယ်။မင်းမျိုးစိတ်ငယ်ရက်ကွက်မှာမနေ့ကမနေ့ပိုင်းကလဲကြသိဆုံနေတဲ့အမည်မသိအမျိုးသားအလောင်းတလောင်းတွေ့ခဲ့တယ်လို့မြို့ခန့်လူမှုကူညီရေးအသင်းတွေစီကသိရပါဗျ။စိတ်ငယ်ရက်ကွက်စိတ်ငယ်တရားမှာ အမည်မသိအမျိုးသားတဦးလဲကျနေတယ်လို့အကြောင်းကြားလို့တွားရောက်ကူညီကြပေမဲ့လဲကျနေသူအမျိုးသားဟာတိတ်ဆုံးနေပြီးသားဖြစ်တယ်လို့ဆိုပါတယ်။တိတ်ဆုံးသူအမျိုးသားရဲ့အလောင်းကိုတော့မင်းမျိုးစစ်တပ်စီယုကရင်ခွဲယုံကိုပို့ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။တနင်္လာရီတိုင်းသတင်းဌာနရဲ့ပနခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။